မင်းကပြန်တွေ့ဟုတ်ဒီပြိုင်ပွဲကိုမင်းဘလို့ယုံကြည်မှုနဲ့ငါ့ပုံကြီးတွေ့နေတာနဲ့မင်းဘလို့ယုံကြည်မှုနဲ့လာတယ်လဲဆိုတာအတိအကျတော့ပြန်လေတာတွားပြန်လေတဲ့အချိန်မှာဟိုဘယ်တော့အကူကဝင်ဝင်ချင်းပေါ့နော်မင်းနဲ့ငါနဲ့တွေ့ကြပြန်တွေ့ကြပြန်ပြီပေါ့နော်ဒီသူ့ပုံကြီးတွေ့ရတာနဲ့လာပြန်ရတဲ့တက်တီကိုချီကျူရဲဆိုတော့ပြောလိုက်တော့မောင်လေးကအရန်စိတ်ခဲမှာဘလို့မှနေလို့မရတော့အရန်ကြောက်တဲ့စိတ်ကဖြစ်လာတယ်ဒါမှမဟုတ်လဲစင်မမာတော့အကောင်းဆုံးတော့လောက်ပြခဲ့ပါရဲ့ဟုတ်ဟုတ်မင်းရဲ့လောက်ရတဲ့ခုကဒီမှာထိုင်နေတဲ့ဒိုင်လူကြီးတွေရဲ့ဂုံတိတ်ခါ ဒီပွဲရန်ဂုံသိခါအများကြီးအကျိုးသက်ရောက်မှုရှိတယ်။ခုလက်ရှိကတော့မောင်လေးတို့ဒါဒီ Super Star Academy တွေမှာမောင်လေးတို့ဒါ Casting မှာမောင်လေးတို့ Top 20ထိပါသွားရပါတော့။အဲဒါဒီနုပညာလှူရှာမှုအနေနဲ့တော့ဒါဒီပွဲလေးလည်းရှိရဲနောက်ထပ်မောင်လေးရိုက်ထားတဲ့ကြော်ညာလေးတွေရောဇလန်တို့လေးရောအများကြီးရှိပါရဲ့ခင်ဗျာ။တော်ပြီကြောင်ရတာလဲဆိုမောင်လေးကဒါဒီပြိုင်ပွဲကတကယ်ဘယ်လိုပြောမလဲအမှန်တကယ်ကိုယ့်ရဲ့အမြင်ပေါ့နော်။ ကိုယ့်ရဲ့မြန်မာကြတာဒီမှာပါသွားလို့ရှင်လေတကယ်ခေါင်းဆောင်မင်းသားနေရာမှာရမယ်တကယ်လုပ်ပွဲလည်းမဟုတ်ဘူးတကယ် real casting ဖြစ်တဲ့ကြောင်မောင်လေပို့ပြီးစိတ်ဝင်စားလို့မလို့မကြသွားပြီးတော့ပြန်လိုက်တယ်တကယ်တိုင်းတိုင်းနေရာလဲဟိုကိုတိတဲ့အနီစင်းတို့မမျက်လေးတို့ဟိုနောက်ပြီးအကိုညိုတို့ပါတွေ့ကြောင်ပို့ပြီးတော့ရင်ခုန်စိတ်လှုပ်ရှားပါနော်အကြောင်စိတ်ဝင်စားလို့မောင်လေသွားပြီးပြန်နေတာပါဟုတ်ဒါတော့ကိုကဒီ judge လောက်တဲ့အချိန်မှာတော့ဒီပွဲအပေါ်မှာမင်းရဲ့တရုပ်ဆောင်မှုကိုဟုတ်ကဲ့ကြည့်ပါပါဟုတ်ကဲ့ဟုတ် personally တတ်တာဆိုတော့ မင်းအချိန်2မိနစ်ပေးမယ်ဟုတ်ကဲ့အဲ့ဒီ2မိနစ်အတွင်းမှာနေကြိုက်တာတရုပ်ဆောင်ဝင်ရှိဟုတ်ကဲ့ဟုတ်ဖိတ်ဆန်းမင်းရောမချစ်ဘူးဆိုစကားနောက်တစ်ခါထပ်မပြောနဲ့အကုန်နဲ့ဆုံလာကြပါအကုန်နဲ့ကတော့အမှတ်တရအကုန်နဲ့ပို့ပြီးတော့ဖြစ်မယ်ထင်မယ်ဟုတ်လို့ဆိုတော့ပြိုင်ပွဲပြိုင်ကြရကအကုန်နဲ့အမှတ်တရဖြစ်တယ်ဗနောရှိမှမောင်လေးကအကုန်နဲ့နည်းနည်းလေးဂရလေးကရှိထားဆိုလေမောင်လေးအမှန်တမ်းပြောလို့ရှိရင်အဲ့ပွဲမောင်လေးကမပြိုင်တော့ဘူးလို့ဆုံးပြတ်ထားတာ ဒါမှလည်းပြန်စဉ်းစားကြည့်လိုက်တော့ဒီအနုပညာလောကဟိုမြင်ရလေကျင့်ကျင်းလေးမှရဲ့အကိုနဲ့တစ်ချိန်မဟုတ်တစ်ချိန်တော့ပြန်တွေ့မှာပဲကိုနဲ့ကအော်ငါစဉ်းစားတာငါဒီအကိုပဲအာနာနာနဲ့ငါသွားအာနာနာနဲ့ပဲငါသွားပြန်ရမလားဒါမှမဟုတ်ပဲငါ ဟိုမပြိုင်မနေနေရမလားဆိုစဉ်းစားတဲ့အချိန်မှာတငယ်ချင်းတယောက်ကဖုံးဝင်လာတယ်နင်းလာလိုက်ပါအဲ့ချိန်ကအချိန်ကကတ်နေ၄နိုင်လောက်လာမသိထိုးနေအဲ့ချိန်မှာ၄နိုင်နင်းလာပြန်လိုက်ပါဒီဒိုင်နီယာလဲနင်းဟိုအကွက်လဲနားလဲပြေးပါပါညာဆိုပြောချင်ပါမလို့အဲ့ဒီမှာဟိုနင်းပြန်စဉ်းစားပြီးတော့အော်ဟိဟုတ်တာသူပြောလဲဟုတ်တာဆိုမှလဲသွားပြန်လိုက်တာသွားပြန်လိုက်တဲ့အချိန်မှာဟိုဘယ်တော့အကွက်ဝင်ဝင်ချင်းပေါ့နော်အဲမင်းနဲ့ကနဲ့တွေးကြပြန်တွေးကြပြန်ပြီပေါ့နော်ဒီသူ့ပုံရင်တွေ့ရတာနဲ့လာပြန်ရတဲ့တက်တီကိုချီကျူရဲဆိုပြောလိုက်တာမောင်လေးကအရန်စိတ်ခဲမှာဘယ်လိုမှနေလို့မရတော့အရန်ကြောက်တဲ့စိတ်ကဖြစ်လာတယ်ဒါမှလည်း စီမံမှာတော့အကောင်းဆုံးတော့လုပ်ရခဲ့ပါတယ်ဟုတ်ဟုတ်တရုတ်ဆောင်တယောက်ဖြစ်ဖို့ဆိုတာတရုတ်ဆောင်ကောင်းတာတစ်ခုတည်းနဲ့မရဘူးပေါ့ဟုတ်တရုတ်ဆောင်ကောင်းတာတစ်ခုတည်းကတော့ရတယ်ဟုတ်ဒါမဲ့ဒီလောကထဲမှာရပ်တည်ဖို့ဆိုတာကကြတော့ဟုတ်တရားတစ်ခုတည်းနဲ့မရဟုတ်ကဲ့သူတို့ဖြင့်စကားပြောဆိုဟုတ်နေထိုင် အဲ့ဒါလေးပါအများကြီးလို့တယ်မှန်တိုင်းပြောလို့ရှိရင်မာရဲဒါမဖြစ်တင်နဲ့ဖြစ်သွားတဲ့ကိစ္စရွှေချိုးစွာလဲပြီးသွားပြီအကိုပို့တင်လိုက်တယ်ဆိုတာလဲအမှန်တိုင်းပြောလို့ရှိရင်မောင်လေးပျော်မှန်းလဲမသိဘူးကိုကိုကိုတိုင်းမောင်လေးပျော်မှန်းမသိလို့မလို့တော့မောင်လေးဒီရွှေချိုး group ထဲမှာတော့မောင်လေးပို့လိုက်တယ်ဒီမှာဒီလိုမျိုးတင်နေတယ်ငါတို့ထက်ဘယ်သူ့ကိုပြောလိုက်မှမသိဘူးဆိုတော့မောင်လေးအဲ့လို share ပေးလိုက်တယ်မောင်လေးမှန်းလဲမသိဘူးဘာလို့ဆိုတော့ကိုကဒီဒီရွှေချိုးစွာလဲကိုရဲ့အိမ်ချင်းအဆင်မှန်နေပဲရခဲ့啊ရှင်းနေနေမှာကပြုတ်တယ်ဆိုတာလဲကိုထက်တော်တဲ့လူတွေကိုထက်တကယ်ကောင်းတဲ့လူတွေရှိလို့ပါပါဒီနောက်ဆုံး၃နှစ်မြောက်ကြတယ်အမှန်အမှန်တိုင်းပြောလို့ရှိရင် ဟိုပေးတိုင်းပါမယ်ဆိုရင်လူတိုင်းပါနေမှာပဲဒီရွှေချိုးဆိုတာကြီးကလည်းဒါတကယ်ဒီဝိုင်းရင်ပြုတ်ဆောင်ရီဒိုင်းရီဆိုတာတယောက်တည်းမဟုတ်တကယ်ကိုအရေးချင်းရှိအရင်ပြေဝါမှန်ကန်တဲ့ဒီဒိုင်းရီအများကြီးဈာတွေအမှကြီးရွေးတာဆိုအမှရေကိုကအမှန်တမ်းပြောလို့ရှိရင်ကြတော့ဘယ်လိုပြောမလဲဒီတငယ်ချင်းတယောက်ကိုယင်ဖွင့်လိုက်တာမှရေယင်ဖွင့်လိုက်တာဘယ်လိုယင်ဖွင့်လိုက်လဲဆိုတော့ဒီမော်လီကအမှန်တမ်းပြောကိုရဲ့အတုံးစိတ်ကြီးကိုမော်လီကမှတ်စုနှုတ်ထဲမှာရေးထားလေးရှိတယ်အဲ့ထိမှကြတော့မထင်မဲ့ဖက်အခုရဲ့နာမည်ကြီးကပါထားတာပါထားတာဘယ်လိုပါသွားလဲဆိုတော့မိတ်ကက်ဆရာတယောက်ကသူ ဟိုစကားတစ်ခုတည်းသူအဲ့လိုမျိုးပေါ့နော်သူပါရအောင်သူအဲ့လိုမျိုးပြောပြမယ်တကယ်လို့သွားမယ်ဆိုရင်အဲ့လိုမျိုးလက်ကြည့်ပဲသွားလို့မကောင်းဘူးဒီလိုတစ်ခုပစ္စည်းဝယ်ရမယ်ဆိုပြီးတော့အဲ့လိုမျိုးဝယ်ဝယ်ရမယ်ဆိုရင်မလေးအဲ့လိုမျိုးပစ္စည်းလေးတစ်ခုဝယ်ထားတာဝယ်တာကအကုန်ကြမ်းစိတ်လို့မလေးဒီစာလေးမှလည်းနှုတ်တာတကယ်အမှန်တမ်းပြောလို့ချင်းအကိုစီလည်းမသွားလိုက်ရအောင်သွားလည်းမသွားရမလေးရှည်တာပါရှည်တာကိုကကိုဟနဲ့ကိုဒီအဘိုးဆိုပြန်မလေးထည့်ရေးထားတာရေးထားတော့တကယ်ချင်းတယောက်ကအကုန်အဲ့ကိုနဲ့လည်းသူကအကုန်နဲ့လည်းခင်းနေတယ်ခင်းနေတော့ ူကသူ့ရဲ့အကိုရဲ့နာမည်ပါအမှန်တိုင်းဖြစ်ချင်မောင်လေးဖြစ်ချင်တာကြတော့အိမ်ဆုံးမောင်လေးကိုယင်မေးလိုက်တင်တယ်မဟုတ်လားမေးလိုက်တယ်ဘယ်လိုမျိုးဘာဖြစ်လို့ဒီလိုမှတ်ထားလဲဆိုမောင်လေးမမေးဘဲနဲ့ तू ကအကိုရဲ့နာမည်ကိုအကိုတိုက်ရိုက်ယူသွားပြောလိုက်တော့အဲ့လိုမျိုးလေးဂရက်ကဖြစ်သွားမှာရဲ့အဲ့ကြတော့အကိုကလည်းနည်းနည်းလေးသူ့ရဲ့နာမည်လေးအထင်ထင်လွဲသွားပါဘောလေအဲ့ကြောင့်အဲ့ကြောင့်ပို့ပြီးတော့ဒီအဆဆရရရတော့မောင်လေးဂယူးဆိုက်ရပါထွန်းမှရသွားအရင်လဲကြောက်သွားဘာလို့ဆိုဒီအလူပညာနဲ့ပတ်သက်ပြီးမောင်လေးပြဿနာဖြစ်ချင်ဘာလို့ဆိုဒီအလူပညာလောကလေးလည်းမောင်လေးထွက်သွားမှလည်းအရင်ကြောက်တယ်ဟုတ်နင်းရဲ့လုပ်ရတဲ့ခုက ီမှာထိုင်နေတဲ့ဒိုင်းလူကြီးတွေရဲ့ဂုံတိတ်ခါဒီပွဲရဲ့ဂုံတိတ်ခါအများကြီးအကျိုးတရားမှုရှိတယ်။စဖြစ်ဖြစ်ချင်းအဲ့ဒီအကိုတင်လိုက်တဲ့နေ့ကမောင်လေးအဆန်တော့သဘောမတောက်ဘူးကို့ပြောမှန်းလည်းမသိဘူး။ဒါပေမဲ့သူဖြစ်ချင်းတော့ तू အဲ့လိုမျိုးပေါ့နော်စင်းရင်းစာရွက်လေးရတယ်ဆိုတဲ့အချိန်မှာမောင်လေးကနားလေသွားတာသူအိမ်နိုင်မှာစင်အော်အဲ့စင်းရင်းစာရွက်ကတော့ငါငါငါပဲသူ့ကိုပြလိုက်တာငါတခြားဘယ်သူမှမလာငါမပြဘူးဆိုပြီးပြလိုက်ချင်းမှာနားလေလွာလေချင်းမှာမောင်လေးစောက်တီးရမရဖြစ်သွားတယ်။အော်ငါသွားပြီးငါတကယ့်ရဲ့ တကယ်ဘယ်လိုပြောမလဲထိတ်တန်းလူထိတ်တန်းတကယ်ဝါရင်အမှုပြရှင်နဲ့မှငါပြဿနာဖြစ်ရဲဆိုပြီးကိုကိုကိုလည်းယူဆုံးများဖြစ်တယ်အချိန်မှာစောက်တရားမရအချိန်မှာအဲ့သူ့ကိုလည်းဖြည့်ရှင်းခိုင်းတယ်အဲ့ကျသူ့ဘက်ကလည်းပြန်ပြီးတော့ဖြည့်ရှင်းဒါမဲ့လည်းအကူကလည်းနည်းနည်းနားလည်းမလွဲသွားတော့အဲ့လိုမျိုးပြဿနာလေးကနည်းနည်းမဖြစ်တင်မနေဖြစ်သွားပါဘူးဒါမဲ့လည်းဟိုဘယ်လိုပြောမလဲပြိတ္တတွေအနေနဲ့ကြာတော့လဲဟိုဘယ်လိုပြောမလဲဒီကောင်စကားရှုပ်တယ်ဒီဟိုဘယ်လိုနေရာတကာပါတယ်ဆိုပြီးတော့သူ့ကိုပြောကြပို့ပြောအဲ့ကြောင်မှမလဲပို့ပြောလဲဟိုဘယ်လိုလဲခံစားရတယ်ပေါ့နော်အမှားတကားလည်းမဖြစ်တင်မနေဖြစ်သွားတာ လာရဲတာတော့အချီးကျူးပဲဟုတ်တိမပြူပဲဟုတ်နော်ဟုတ်ထပ်ပြီးတော့စူးစမ်းခြင်းစိတ်ရှိတာကိုလည်း appreciate လုပ်တယ်ဟုတ်တဲ့ interview ပဲကြာစကားကိုဆင်ခြင်ပြီးပြောနော်ဟုတ်ဟုတ်ဟုတ်အခုဘာတွေဖြေထားသေးလဲဘာမှဖြေထားကုန်လဲဘာမှဖြေဘူး Okay okay ကဲတော့ပါစေမလေးဘယ်မှတောင်မစားစားတောင်မစားနိုင်ဘူးလေအဲ့အဲ့ကိစ္စအမှန်တမ်းပြောလို့ရှိရင်မိတောင်မပြောဘူး မိပြောလို့ရှိရင်အရင်မမရကြတော့ကို့ထက်ကိုအရင်စိတ်ပင်ပန်းတတ်တယ်တကူကူဆိုမရအမရတို့တို့ညာဂျုံဂျုံကြသွားမှလည်းကြောက်တတ်တဲ့ကြောင့်မလေးတယောက်တစ်ဖက်ချိတ်ဖြစ်ရှင်တာဗာနောက်ဆုံးမဖြစ်တတ်တဲ့အဆုံးကြမှာဒါအမိကိုပြောပြီးအမိနဲ့တိုင်ပင်ပြီးတော့ဒါအဲ့လိုမျိုးပြောရအောင်နော်ကို့တယောက်တစ်ဖက်ချိတ်ဖြစ်ရှင်ငယ်ဗာလို့ဆိုတော့အဲ့လိုမျိုးပြဿနာတွေဖြစ်ရမှလည်းမောင်လေးကြောက်တယ်အဲ့လိုမျိုးချားတယ်လေအဲ့လိုမျိုးနည်းနည်းလေးခလောက်ဆန်ခံခံ ခံလိုက်ရလို့ဒါမှလည်းအဲ့လိုမျိုးဖြစ်ချင်မဲ့ဖြစ်သွားပါဘောနော်ဒါမှလည်းရှိချောင်းအဲ့လိုကိုကသင်ငန်းစာတွေကတော့တစ်ခုပြီးတစ်ခုတော့ရနေရပါပဲဟုတ်အကုန်နဲ့ကတော့ပြင်မှာစကားလေးတော့ပြောပြတာကိုဟိုဘယ်လိုပြောမလဲအမေကလည်းဂျာတဲ့လေတောင်းပန်ပြရပါတော့အကြအကူကလည်းဟိုဘယ်လိုပြောလဲဒီရတယ်တဲ့ရပါတယ်တဲ့အန်ဒီရဲ့ကလေးဆိုတော့လေစကားပြောဆိုမတက်တက်ကြောင့်လို့သူနားလဲပါတယ်ဆိုပြအကူကလည်းခွင့်လွှတ်ပြီးပါတယ်ဟုတ်အကြပို့ပြနေလေးတော့စိတ်အီးရပါဘောမဟုတ်လို့ရှင်ကရှိချောင်းကလည်းအလုပ်တွေတော့တွဲလုံးရမယ်ဆိုတော့မှအကူနဲ့ကဖုထစ်လေးရှိလို့ရှင်ကအဆင်မပြေဘူးလေအဲ့လိုမျိုးခုပြတဲ့ခါလေးအကူလည်းကိုကတောင်းပန်လိုက်ပါဒါဒီပွဲနေကြလို့ရှင်လေအကူစကားလေး ေးသွားပြောင်းမယ်မှားရှိလို့ရှင်လည်းနောက်ထပ်ပြန်ပြောတောင်းမယ်မယ်ပေါ့လေဟောကိုဘယ်လိုဘယ်လိုဘယ်လိုပြောအပိရှိရလဲဆိုတော့အကိုကစအိဟွာတော့ကြေရပါဘောနော်ဒီပြိုင်ပွဲပြိုင်ကြတဲ့သူချီကျူးရယ်ပေါ့နော်ဒီတိရုပ်ဆောင်အကောင်းရုံတခုနဲ့မရဘူးဒီအရာရာစကားပြုစုအစဉ်ကျင်ရမယ်ဆိုတဲ့အကြောင်းနေတာပြတော့ကိုကြောင့်တခြားသူဂုံတိခါမကြောင်အဲ့လိုမျိုးပြောမယ်ဆိုတော့ အဲ့အဲ့အဲ့လေးတော့တင်ပေးပြတယ်ဗျာဒါမဲ့လည်းဟိုမနေ့ကအခုရဲ့ပို့မှာအယောက်20တရားမှာကိုယ့်ရဲ့ပုံလေးဟိုရှင်းသွားရောတွေ့တွေ့ပြီဆိုလားမယ်ဆက် တွေ့ကြပြန်ဆိုတွေ့လိုက်တော့ဒါပွင့်နေရလို့ရှင်ဘယ်လိုအကုန်နဲ့တွေ့မလဲဆိုတော့ကိုယ်ကလည်းဟိုထပ်တူရင်ခုန်နေရပေါ့နော်ဟုတ်ပါရှင်းပြရောပါမရှိတော့ဘူး ဟာဟာထူးခြားပြီကြာအခုအမှန်တမ်းပြောလို့ရှိရင်အကိုကအရန်ချစ်ဖို့ကောင်းပါရဲ့အရန်ချစ်ဖို့ကောင်းတယ်အကိုကဘယ်ပြောလဲအကိုညနေဘက်ကတီးတယ်တီးတီးတော့ကြောက်မလို့လူတိုင်းကတော့ချိန်ပါရဲ့အကိုကအမှန်တမ်းပြောလို့ရှိရင်အကိုညွှတ်ကြတော့ဩဇာပါဝါရှိတဲ့လူလိုပြောရမှာဘယ်လိုလဲသူမြင်တာနဲ့ကိုကကြောက်နေတာဘာမှတော့မပြောရသေးသူသူမျက်လုံးနဲ့ကြည့်လိုက်လို့ရှိရင်ကိုကဘာမှမပြောရတော့အဲ့ဒါအကိုကဩဇာပါဝါရှိတာတကယ်ကြတော့ကိုအကိုကစိတ်ရင်းအရန်ကောင်းတယ်ကျွန်တော်တို့ယူပုံမှာလည်းဖြစ်စေခြင်းတယ်အဲ့လိုမျိုးလေသူအဲ့လိုမျိုးဖြစ်စေခြင်းတဲ့စိတ်လေးနဲ့သာပြောပါဘော။ဒါမှလည်းကျွန်တော်တို့ကအငဲဖြစ်တော့တဲ့ကြောင့်မလို့ ဘယ်လိုမလဲအမှားလေးတော့မှတခါတရင်တော့အဲ့လိုမျိုးလေးတော့ရှိတော့ရှိမှာပါရှိကောင်းရှိနိုင်တော့အဲ့ဒါကြောင့်လည်းအကိုဘယ်လိုပြောမလဲအဲ့လိုမျိုးလေးဟိုတောင်းမမာလေးလည်းပြောချင်ပါရဲ့ဟော20တည်းကမှကိုယ့်ရဲ့ပုံလေးကိုတယောက်တည်းထူးထူးခြားခြားရှင်းတာဆိုတော့လေနော်။ဒါပြအကို share အောင်ပါလဲတခြားဒီအနုပညာရှင်လေးမန်မန်ထားလေးတွေ့ရောကြောင်းလဲပို့ပြောလဲမန်လေးအဖန်လည်းပြောရင်းပေါ်မှာတချို့ဆိုရည်ဆက်စုံစရာအဲ့လိုမျိုးလေးမန်ထားဆိုပို့ပြောပြောရှင်းရတာပေါ့လေဟော။ရည်ဆက်ကတော့လည်းနေတော့မနေပါဘူး။နေတော့မနေကြဘူးနော်ကျွန်တော်လည်းဘယ်လိုပြော ျွန်တော်တတိကနာလူပညာမှာတတိရှိလို့ဒါနော်ကျွန်တော်လည်းတွားပြောပါရဲ့တဏနာနေတော့တခြားသိဆိုပြန်ရင်းမှာမဟုတ်လीနော်မြင်နေချင်းကျွန်တော်လည်းရဲဟုတ်တယ်ဘာလို့ကိုကလည်းအရင်ဖြစ်ချင်တယ်မှရဲ့ဒီလူပညာလောကဒီလူပညာလုံးမမလုပ်ရရင်ကျွန်တော်တခြားဘာမှလည်းမလုပ်ချင်ဘူးစကြတဲ့အမေတို့လည်းပြောကျွန်တော်ဝင်နေလည်းမလုပ်ချင်တော့ဒီလူပညာလောက်ကိုကျွန်တော်စောင်းချပြီးလုပ်မှာဆိုကျွန်တော်ပြောတာပြောထားအောင်နော်ဒါမဲ့လည်းဒီလူပညာလောကကြတော့ကျွန်တော်တို့တတိဆအနေနဲ့ကြတော့မှအများကြီးစူးစမ်းရတယ် ကျွန်တော်တို့ကြာဒီပတ်ကောင်းလည်းမရှိဘူးနောက်ခံလူမြအတိုင်းဝိုင်းလည်းမရှိဘူးတချို့ကြတော့ဟိုအတိုင်းဝိုင်းရှိတော့ကြတော့နေရာလေးရတာမြန်တယ်ပေါ့နော်ကျွန်တော်တို့ကြတော့လည်းဘယ်လိုပြောမလဲသူမြန် သူများတစားကြိုးရလို့စူးစမ်းရလို့ရှိရင်ကျွန်တော်တို့အစတရာလောက်ပို့ပြီးစူးစမ်းရရပေါ့နော်အဲကြောင့်မလို့လဲတချို့ဆိုရင်ခွေတော်ဘောက်ကပြောဆိုရင်ကျွန်တော်တကယ်ဝမ်းလဲဝမ်းနေတယ်စိတ်မကောင်းလဲဖြစ်တယ်မှာရယ်ကျွန်တော်ဆိုရလဲဒါခွေတော်ဘောက်ကလည်းတက်လာတယ်မဟုတ်ဒီရှူးကြုံမပြိုင်ခင်ကတည်းကကျွန်တော်ကလည်းကျွန်တော်ဒီတဆင်ချင်းတဆင်ချင်းလေးစူးစမ်းနေလို့မလို့ဒါခုလိုမျိုးလူတီးလို့လားအဲ့လိုမျိုးပြောပါနော်အာတခါကြာလို့လို့ရှိရင်လဲအဲ့လိုမျိုးအဲ့လိုမျိုးခွေတော်ဘောက်ကတက်တက်လာပါ냐ဆိုလို့ရှိရင်လဲအရန်ဝမ်းနေတယ်ပေါ့နော်စကြရကျွန်တော်ကဒီဘယ်လိုပြောမလဲအဲ့အလွမ်းဆွေးရေဆိုရင်အရန်လှုပ်ချင်တာ ဒီကျွန်တော်ဒီကျွန်တော်တရုတ်ဆောင်ခဲ့တဲ့ဟာဆိုရင်လည်းဒီ drama တွေပုံများတယ်ပေါ့နော် drama များတယ်ငိုရငိုရတဲ့အခန်းတွေပုံများတယ်ကျွန်တော်အစကငယ်ကလေးကအိမ်မှာဒီအနုပညာလောကတဲ့မွေငင်းတဲ့အိမ်မှာကျွန်တော်မှန်ရှိလို့ရှိရင်ကျွန်တော်အဆွေတချင်းလေးနားထောင်တာများတယ်မှာအဆွေတချင်းလေးနားထောင်လို့ရှိရင်အလန်း သူ့လိုလိုနေရင်ကဝမ်းနဲ့စိတ်ကြီးကဖြစ်လာလို့ရှင်ဒီတရုတ်ဆောင်လာလို့ရှင်အဲ့ကိုနားထဲမှာတရှင်းတန်လေးကကြာတော့မျက်ရည်လေးကသူ့လိုလိုဘာမှတော့မူကထည့်ကြရမလို့မျက်ရည်လေးကသူ့လိုကြာတော့အဲ့ဒါမှပို့ပြီးတော့လောက်ကပို့ပြီးတော့ကောင်းနေပေါ့နော်မဟုတ်ဟုတ်ကျွန်တော်ကဒီရှေ့မှာကြာတော့ကျွန်တော်ကဘယ်လိုပြောမလဲဒါကျွန်တော်ဆိုတော့ဒါလူကြီးပိုင်းလည်းမမြောက်သေးဘူးအရန်ငယ်တဲ့ပိုင်းလည်းမမြောက်လူလက်ပိုင်းပေါ့နော်ဒါမှကျွန်တော်ကျွန်တော်ကြာမှတ်တိုင်းပြလို့ရှင်ကျွန်တော်တခြားသူတွေမျိုးလိုစကားကိုလည်းကျွန်တော်လုံစီပတ်တိတခြားသူနားလဲအောင်လည်းရှင်းမပြတတ်ဘူးစကားကိုလည်းကိုကစိတ်ထဲမှာရှိတဲ့အတိုင်းပဲပြောတတ်တယ်ပုံမှန်လင်းလင်းပြောတတ်အဲ့ကြာတော့ဟိုတချို့အမြင်မှာကြာတော့သူတို့အတွက်စိတ်နောက်ဆက်ဖြစ်စရာ ာသူတို့အတွက်ဟိုအဖုထစ်ဖြစ်စရာလीတော့ဖြစ်သွားမှာဒါမဲ့လည်းဟိုကျွန်တော်ရှေ့မှာလုပ်ခဲ့တဲ့သင်ကန်းစာတွေကြောင့်မလို့ဒီကိုအရင်အများကြီးတော့စဉ်းစားရပါလေငါဒီဟာတွေလို့လိုက်လို့ရှင်ငါအတွက်ကောင်းသလားငါအတွက်ဆိုးသလားဒီနောက်ပိုင်းကျလို့ရှင်ကျွန်တော်အများကြီးစဉ်းစားတယ်စဉ်းစားပြီးမှဒီစကားပြောမယ်ဆိုတော့မှတိတိကျကျလေးစဉ်းစားပြီးမှပဲပြောတယ်တိတ်ပြောရမ်းတမ်းပြောစကားကိုပြောချင်နိုင်ကို၆ပြီးမပြောတော့ဘောနော်အဲကြောင့်ဒီ၈၆ကတော့ကျွန်တော်ဟိုအကောင်းဆုံးစူးစမ်းပြီးတော့ဟို စ조사ပြီးတော့လုပ်ပြန်มาပါဟုတ်အစားတော့ကတော့အဲကျွန်တော်ဘယ်လိုပြောမလဲ50 50ပုံပါရယ်နည်းနည်းလေးဟိုမျိုးဒါမဲ့ဒါအကိုကလည်းပြောပါတယ်အကိုအင်တာဗျူးတစ်ခုမှာကျွန်တော်ကြည့်လိုက်ရတယ် အာသူဟာနဲ့သူ personal ကိစ္စသူဟာနဲ့သူဖြစ်ဖြစ်ဒါတရုတ်ဆောင်ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့တရုတ်ဆောင်ပြိုင်ပွဲပေါ်မှာသူကြည့်မယ်ပေါ့နော်သူတရုတ်ဆောင်ကောင်းလို့ရှိရင်အမှတ်ပေးမယ်တရုတ်ဆောင်မကောင်းရင်တော့သူအမှတ်မပေးဘူးဒါမဲ့လည်းကျွန်တော်အဲ့ချိန်မှာစီမံမှာကျွန်တော်ကျွန်တော်ကိုဟာနဲ့ကိုအကောင်းဆုံးလုတ်ပြရတဲ့နိုင်ခဲ့တဲ့အတွက်ကြောင့်လို့ကျွန်တော်အားလေးတစ်ခုတော့ရှိရပါတယ်နည်းနည်းလေး50 50ရောဒီဟာလေးတော့နည်းနည်းဖြစ်တာပေါ့ဒါမဲ့ပါမလားမပါဘူးလားတော့မသိဒါမဲ့အခုလိုမျိုးပါသွားတဲ့အတွက်ကြောင့်မလို့အရန်တော့ ဟို subscribe ဖြစ်ရတယ်ပျော်ရှင်ရတယ်ပေါ့လေဟောအခုချစ်တာတယ်အခုလေးစားတာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုလိုမျိုးဟိုလူငယ်တယောက်ကိုပေါ့နော်အဲ့လိုမျိုးနားလဲပေးတယ်ခွင့်လွတ်ပေးတယ်ဆိုကြတဲ့အကူမှအကူကတကယ်ဂရုဏာရှင်အကူအကူလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တချို့ဟိုဟာမျိုးလို့ဆိုရင်ဒါခွင့်လွတ်ချင်မှခွင့်လွတ်မှလေဒါသူ့ရဲ့ဂုံတိခါနည်းနည်းလေးကြောက်အောင်လုပ်လိုက်တဲ့အတွက်ကြောင့်မလို့တချို့လူတွေဆိုရင်ခွင့်လွတ်ညာဒါအကူကဒါမဲ့နားလဲပြီးတော့ခွင့်လွတ်ပေးရတဲ့အတွက်လည်းအဲဒါကျေးဇူးတင်ရပါတယ်ဒါအကူချစ်လားဆိုလဲချစ်ပါတယ်ချစ်တယ် ဟုတ်ဒါတော့တွန်လီဒီပါဝါအတွက်ကြောင့်ကျွန်တော်ဒါရှေ့ဆက်ပြီးတော့ဒါဘယ်လိုလာမလဲတော့မသိဘူးပေါ့နော်ဒီတော့တွန်လီဒီကမှဒါအကောင်းဆုံးလူကိုရွေးပြီးတော့ဒါခေါင်းဆောင်မင်သားတယောက်တင်ခေါင်းဆောင်မင်သားဒါမဟုတ်ခေါင်းဆောင်မင်းကြီးတင်ရိုက်ပါဆိုတော့ဒါအကုန်လုံးကတော့ဒီဒီရှင်ဒီပါလာဆိုတဲ့ကြောင့်လည်းအကုန်လုံးကတော့အကုန်လုံးအရေးချင်းရှိတဲ့သူတွေကြီးပဲဒီဘယ်လိုပြောမတော်တဲ့လူဆိုတာမရှိမှာမဟုတ်အဲ့ကြောင့်မလို့ သူထက်သူသူထက်ကိုဘယ်လိုမျိုးအကုန်လုံးအကျိတ်နဲ့ပြန်ကြမယ်လူတွေကြီးပဲအဲကြောင့်မှဒီထက်မှကိုကဘယ်လိုမျိုးတွေလုတ်ပြမလဲဆိုတော့ဒါတိတော့မသိဒါပေမဲ့ခုကရတော့အကောင်းဆုံးတော့ကြိုတင်ပြပြင်ဆင်ထားပါတယ်။ကဲခုထီအဲကျွန်တော်အပိနေတဲ့ပိတက်ဒီကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။အဲကျွန်တော်ဒီရှစ်ဆက်လုပ်မဲ့အနုပညာလုပ်ငန်းတွေမှာလည်းအများကြီးအားပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ။